Hello everyone အားလုံးပဲမင်္ဂလာပါကျွန်ရဲ့ page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ vlog လေးကတော့ကျွန်ရဲ့တာအီယာ civil engineering final exam week vlog လေးပဲဖြစ်ပါတယ်ဒီနေ့တော့ကျွန်ကအကြောင်းကိုသွားပြီးတော့ library မှာတနေကုန်စာလုပ်มาပါခုတော့ကျွန် library ကိုရောက်ပါပြီမနက်ပိုင်းမှာတော့ကျွန်တင်ချာကိုပဲတွေ့ဖြစ်ပါတယ် study area ကိုတော့ကျွန် silent room နဲ့ကိုတမ်းမသွားပဲနဲ့ library ရဲ့ corner လေးမှာပဲကျွန်စာလုပ်ဖြစ်ပါတယ် ဂျွန်စာလုံးနေတာ2နှစ်ကျော်ပါပြီခုကတော့နေ့လယ်12နာရီ43မိနစ်ပါဒီနေရာမှာထိုင်ပြီးတော့စာလုံးရတာညောင်းလာလို့ဂျွန်နောက်တနေရာပြောင်းပြီးတော့စာလုံးပါမယ်ဒီနေ့ကတော့စာလုံးလုံပြီးတော့နေ့လယ်စာလွတ်တဲ့နေ့ပါ အမှန်တော့ယောနိလသာစားဖို့ပေါ့နော်အပြင်ကိုသွားပြီးတော့ကြည်ပါသေးရဲ့ဒါပေမဲ့မန်ယူမကြိုက်လို့ဂျုံမစားခဲ့လိုက်ရပါဘူးဒီတော့ဂျုံဘိုက်ဆိုင်နေပြီးမလို့ဆိုင်းလန်ရိုနယ်ကိုသွားပြီးတော့စာမမြန်လောက်ပါတယ်နေ့လယ်ပိုင်းမှာတော့ဂျွန်စထရက်ချာအတွက်ကိုလက်ချာရီကနေနှုတ်ထုတ်ဖြစ်ပါတယ် ဒီ exam week မှာတော့ဂျွန်ကနှစ်ဘာသာပဲဖြေရမှာပါ။တစ်ဘာသာကကြတော့ဂျွန်တို့ရှေ့ဘက်ကဖြေပြီးသွားပါပြီ။ခုကျန်တဲ့နှစ်ဘာသာကကြတော့ Advanced Mathematics နဲ့ Structural Engineering ပါ။ structure အတွက်ဂျွန်နှုတ်ထုတ်တာ3နာရီကျော်လောက်ရှိပြီပေါ့နော်။ခုကတော့9နာရီဝင်းကျင်ပါ။ဆိုတီတော့ဂျွန်နေ့လည်စာလည်းမစားရသေးဘူးဆိုတော့ဗိုက်စာနေပြီမလို့အင်ပြန်ပါတော့မယ်။ စာလုပ်ဖို့အတွက်တယောက်တည်းဖြစ်နေလို့ပြင်းနေဆိုရင်ဂျွန်ကတော့ library သွားပြီးတော့စာလုပ်ဖို့အကြံပေးချင်ပါတယ်။ဘာလို့တုံးဆိုတော့ဒီမှာစာလုပ်နေတဲ့သူတွေအများကြီးရှိရမလို့ကိုပါလိုက်ပြီးတော့စာလုပ်ဖြစ်ပါတယ်။ခုတော့ဂျွန်အိမ်ပြန်ရောက်ပါပြီ။အဲရောက်ချင်းပထမဆုံးလုပ်တာကတော့ဂျွန် delivery မှာပြီးတော့ထမင်းစားတာပါ။တနေ့ကုန် library ကိုသွားတာဆိုတော့အချိန်လည်းမရှိရနဲ့ဂျွန်ဒီနေ့တော့ထမင်းဟင်းချက်မစားဖြစ်ပါဘူး။ဆိုင်ကနေပဲမစားလိုက်ပါတယ်ဂျွန်ပဇွန်ဟင်းလားမသိဘူးမစားလိုက်တာတော်တော်စားလို့ကောင်းပါတယ်စားလိုက်ပါဦးမယ်အားလုံးပဲစားကြပါအောင်ရှင် ခမင်းစားပြီးရနဲ့ကျွန်ညာပိုင်းအတွက်ဇာတရော့ပြန်လုပ်ပါတယ်တငယ်ချင်းနဲ့အတူတူဒီနေ့ညမှာတော့ကျွန်တင်ချပြန်ပြီးတော့လေ့ကျင့်ဖြစ်ပါတယ်ပြီးရင်တော့ကျွန်စာဆက်မလုပ်ဖြစ်တော့ပါဘူးခဏအနားယူပြီးတော့အိပ်ရဝင်ပါတယ်နောက်နေ့မှာတော့ဂျွန်ပါတန်းအလုပ်ရှိရမလို့ညနေပိုင်းမှာစာလုပ်ဖြစ်ပါတယ်။ဒီနေ့ညနေပိုင်းမှာလည်းဂျွန်တင်းချကိုပဲဆက်ပြီးတော့လေ့ရင်းဖြစ်ပါတယ်။ ကျော်မနေ့ပြန်ဆောင်ဝဲပြရမှာမလို့စားတော့ဖို့အချိန်လည်းမတော့တာနဲ့ဒီနေ့လည်းဟင်းကိုအပြင်ကနေပဲမဆားဖြစ်ပါတယ်။ဆောင်ဝဲတွင်မှာကစရက်များတာမလို့အရှိမမှန်အိပ်ပြီးတော့အစားပုံမှန်စားဖို့မမေ့ပါနဲ့နော်။ကျွန်ကတော့အချိန်မလောက်လို့ဆောင်ဝဲတွင်မှာတော့ဟင်းနေကိုဆိုင်ရနေပဲမဆားဖြစ်ပါတယ်။ခုတော့ကျွန်ထမင်းစားလိုက်စားလုပ်လိုက်နေဒီညာပိုင်းကိုစားရည်တရှာလုပ်ပါတယ်။ပြီးတော့အိတ်ခမ်းနဲ့ကိုပြန်ရောက်တော့လဲကျွန်စားလေး revision ပြန်လုပ်ဖြစ်ပါတယ်။ ကျွန်တော်စီမံမနက်2နာရီနဲ့15မိနစ်ရှိပြီပေါ့နော်အဲ့တော့ကျွန်စာလုံးစင်းတလောက်လည်းလုပ်ပြီးသွားပြီဆိုတော့ကိုအိပ်ပါတော့မယ်အခုမှအိပ်တယ်ဆိုတာကကျွန်ရဲ့စမိုးဘဲကနေ့လည်း2နာရီခွဲမှဖြေရမှာပေါ့နော်အားကြောင့်လို့ကျွန်ခုခုမှအိပ်မှာပါအာပြီးတော့ဒီစမိုးဘဲကကျွန်ပထမဆုံးဖြေရတဲ့ in person agent ဖြစ်တဲ့ပေါ့နော် ျွန်တော် campus မှာပြီးရမှာမဟုတ်ပါဘူးကျွန်တော်ကျောင်းနဗီယာရဲ့ site hey campus မှာတွားပြီးတော့ပြီးရမှာပါအဲ့တော့ကျွန်အဲ့ site hey campus ကိုနှစ်ခါသုံးခါလောက်ပဲရောက်ပို့ပါတယ်ဆိုဒီတော့စာမွေးပွဲကဘယ်လိုလာမလဲဆိုတာလည်းမသိသေးရတော့ကျွန်စိတ်လုံရှားပါတယ်ပြီးတော့ senior တွေပြပြရဲ့အရာတော့အဲ exam မှာစောင့်နေသူကလည်းနှစ်ယောက်ရှိရပါတော့เจ้าနဲ့တယောက်ထိုင်ရတာလည်းတော်တော်ဝေးရလို့ပြောပါတယ်ကျွန်မနေ့ပြန်ပြီးရမယ့်ပါတာကအတင်ချအောင်မှာ close book ပြီးရမှာဆိုတော့ကျွန်နည်းနည်းတော့စိတ်ပူပါတယ် so ခုတော့ဒီညတော့ဖျားရှိခိုးပြီးတော့ကျွန်အိပ်ပါတော့မယ်မနေ့ကျမှပြင်လိုက်ပါမယ်အားလုံးပဲပါပါ good night bye ကျွန်ဒီနေ့မနက်ကိုတော့9နာရီခွဲမှထားပြစ်ပါတယ်။ပြီးတော့မနက်စာစားပြီးတော့ခုကကျောင်းသားဖို့ပြင်ဆင်နေတာပါ။ဆောင်းဘွဲမှာဖြေဖို့အတွက် stationery ထည့်ပါတယ်။ပြီးတော့ကျောင်းသားကက်ကားတော့မပါမဖြစ်ပါ။ပြီးတော့တက်စာပါတာမလို့ကက်ကူလေတာကလည်းမပါမဖြစ်ပါပဲနော်။ကျောင်းကိုကကျွန်တို့10ခွဲလောက်သွားမှဆိုတော့ဆောင်းဘွဲတနာရီမှဖြေရမှာမလို့ revision ပြန်လုပ်ဖို့အတွက်စာရွက်တွေလည်းအကုန်ထည့်သွားပါတယ်။ဆောင်းဘွဲဖြေရမယ်ကမ်ပတ်စ်ကဝေးတာမလို့ကျွန်တို့ဘတ်စကားနဲ့တွားပြစ်ပါတယ်။ ကျောင်းကိုရောက်တာနဲ့စာခဏနေဖြစ်ပါတယ်ပြီးတော့နေ့လယ်စာမစားရသေးလို့မလို့နေ့လယ်စာစားပါတယ်ဂျွန်စိတ်လို့ရနေရနဲ့ဆောင်းဝဲဖြေကန်ဒီဗီဒီယိုမြဲလိုက်ရပါဘူးဒီလိုအခန်းမျိုးမှာဖြေရတာပါခုတော့ဆောင်းဝဲဖြေပြီးသွားပါပြီအစိုးပါဘူးဖြေနိုင်ပါတယ်ဆောင်းဝဲဝဲဖြေပြီးလို့အမေရောက်တာနဲ့ဘာလို့လဲဆိုတော့မနေ့ပြန် structural exam ကကျွန်တော် open book ဖြေရမှာပါအဲ့တော့ဆောင်းဝဲမှာကြည့်ဖို့အတွက်လိုအပ်တဲ့ material တွေကို print ထုတ်ပါတယ်ပြရနဲ့ကျွန်တို့ညာပိုင်းတငယ်ချင်းတွေစုပြီးတော့ဆာရဗီရှင်ပြန်လုပ်ဖြစ်ပါတယ် ဒီနေ့ညစာကိုလည်းအကုန်လုံးတူတူစုပြီးတော့မစားဖြစ်ပါတယ်။ညစာစားပြီးတော့လည်းကျွန်တို့တွေ tutorial တွေကိုဆက်ပြီးတော့လေ့ကျင့်ကြပါတယ်။ Hello ဒီနေ့ကတော့73ရက်နေ့ပါကျွန် structure ဆောင်ဝဲဖြေရမှာပေါ့နော်။ခုကျောင်းကူတော်ဖို့အတွက်ကျွန်ဘက်စကားမှတ်တိုင်မှာဘက်ဆောင်နေရပါ။ Office check ဒီနေ့ကတော့ရာသီဥတုသိပ်မအေးတာမလို့ဂျွန် basic team ရဲ့ chimpanzee ရဲ့ကုတ်အပားလေးရဲ့ပဲဝတ်ထားပါဗျ။ခုတော့အကြောင်းကိုရောက်ပါပြီ။ ဒီနေ့လဲကျွန်တို့အိမ်ကနေเจ้าကိုစင်နိုင်ဝဲလောက်ထွက်လာတာမလို့အချိန်ရှိပါတယ်။ဒါကြောင့်မလို့เจ้าရလာပြီထဲမှာတွားပြီးတော့စာအုပ်ရပီရှင်ပြန်လုပ်ဖြစ်ပါတယ်။ခဏနေဆောင်ဝဲဖြေပါတော့မယ်။ခုဆောင်ဝဲအခန်းရှိရောက်ပါပြီ။ဒါကတော့ကျွန်တို့ဆောင်ဝဲခန်းထဲကမထွက်မီအားလုံးရဲ့အခြေအနေပါ။ခုတော့ကျွန်တော်ဆွဲချာဆောင်ဝက်လက်ပြီးသွားပါပြီဒီတတိယနှစ်အတွက်ဆောင်ဝက်ပြီးသွားပါပြီဆောင်ဝက်ပြေးနိုင်လားဒါကတော့အเจ้าကနေအိမ်ပြန်နေတဲ့လမ်းမှာပါခုတော့ကျွန်အိမ်ပြန်ရောက်ပါပြီ ဒီနေ့ဂျွန်ကတာယာ civil engineering ရဲ့ final exam နေ့အကုန်လုံးပြီးခဲ့တာပါဆိုဂျွန်ရဲ့ဒီ final exam vlog လေးကတော့ဒီလောက်ပါပဲဂျွန်ရဲ့ video လေးကိုအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်เนาะဂျွန်ရဲ့ next coming vlog တွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะအားလုံးပဲ bye bye